။ဥမာကြီးကင်ဆာဆိုဒီမှာအမျိုးသမီးများ၏မျိုးဘွားစနစ်တွင်ပါဝင်သောဥမာကြီးများတွင်ဖြစ်ပေါ်လာသောကင်ဆာတစ်မျိုးဖြစ်သည်။ဥမာကြီးနှစ်ခုရှိပြီးဘယ်ဘက်နှင့်ညာဘက်ဥမာကြီးများဖြစ်သည်။ကင်ဆာသည်ဥမာကြီးတစ်ခုခုတွင်ဖြစ်ပေါ်နိုင်သည်။ဥမာကြီးကင်ဆာ၏အကြောင်းရင်းများကိုကိတိကျကျမသိရသေးပေမဲ့အလေအလက်အသက်ရွယ်သို့မဟုတ်အသက်ကြီးသောအမျိုးသမီးများတွင်ပုံမိုတွေ့ရပြီးအထူးသဖြင့်ဘဝလုံးချင်းပိုလက်လှရှားမှုနေခြင်းတို့နှင့်ဆက်ဆက်နေသည်အများအားဖြင့်ဦးမကြီးကင်ဆာများသည်1/5ပူပေါင်းခြင်း သို့မဟုတ်ဝမ်ပိုက်ပြေဝခြင်းယောဂလက္ခဏာများဖြင့်ပေါ်လာသည့်ဒါဟာအများအပြားဝမ်ပိုက်ထဲတွင်ယေရှုဆောင်မှုကြောင့်ဖြစ်သည်တခါတရံတွင်တွေးစင်မှုနှင့်ဆက်ဆက်သောယောဂလက္ခဏာများသို့မဟုတ်တွေးစင်မှုရပ်ပြီးနောက်တွေးစင်ခြင်းတို့ကိုခံစားရနိုင်သည်ဒါကအတော်ရှာပါလာတယ်ဒါတွေကဝမ်ပိုက်ပြေဝခြင်းနှင့်ပုံမဆက်ဆက်နေပြီးတစုံတဦးကိုအခြားအကြောင်းရင်းတစ်ခုအတွက်စစ်ဆေးနေစဉ်တွင်ဘူမာကြီးကင်ဆာကိုရှာပြီးပြည့်ရှိရခြင်းဖြစ်သည်ဘူမာကြီးကင်ဆာအတွက်အတ္တကုတ္တနေမှာခွဲစိတ်ကုတ္တခြင်းဖြစ်ပါတယ် ဦးမကြီးတို့မဟုတ်အများအဖြစ်ပြန့်နှံ့သော1 by 20မိုက်မှကင်ဆာလုံးများကိုအကောင်းဆုံးရှင်းချခြင်းသည်ကုတနိုင်ခြင်း၏အလားအလာကိုတိုးတက်စေပါသည်အစင် ever တိုက်အင်ကင်ဆာများတွင်ခွဲစိတ်မှုမှညှို့ပြလိမ့်မရှိသလောက်ဖြစ်ပြီးအတုံးအများဆုံးကုတမှုမှဓာတုကုထုံတို့မဟုတ်တိမက်ထားသောကုထုံများပေါင်းစပ်ထားသည့်ဆေးဝါးကုတမှုဖြစ်သည်ယနေ့ခေတ်တွင်အရွယ်ရင်မင်္ဂလိများတွင်ဦးမကြီးကင်ဆာများပုံမှုဖြစ်ပေါ်လာပြီးအင်းဒီနယူးယောက်ဒီဇာနှင့်ဆက်စပ်နေသည်ဟော်ကက်ဒနစ်နှင့်ကဲ့သို့သောခြင်းများသည့်ထူရွေးမှုရှိပါကဦးမကြီးကင်ဆာများနှင့်အတူ ပြင်သားကင်ဆာများဖြစ်ပေါ်နိုင်ခြင်း၏အလားအလာကိုတိုးတက်စေသည့်ထို့ကြောင့်လူများတွင်ရင်သားကင်ဆာသို့မဟုတ်ဦးမကြီးကင်ဆာတို့၏တမိုင်းကြောင်းရှိပါကဟင်းတို့ကိုဝေခဲခြင်းစစ်ဆေးခြင်းဖြင့်ကင်ဆာများကိုအလွန်ဆော့ဆော့ကလေးတာရှာဖွေရန်စစ်ဆေးသင့်သည့်မြင်းတို့သည်အနက်ဆိုင်တွားပြီးမှမဟုတ်ပါ